မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့မှာရှိတဲ့ CNA တပ်စခန်းကိုအကြမ်းဖက်စစ်တပ်နဲ့ ZRA ပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ Nak San ရွာကိုရွာလုံးကျွမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဧပြီလ3ရက်နေ့မနက်6နာရီကမှအိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်မှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းထားတဲ့ ဇုံမီ Revolutionary Army ဇာအီတပ်ဖွဲ့ကချင်းလန်းတုံးစံမြို့နယ်အတွင်းထဲမှာရှိတဲ့ CNA ရဲ့တပ်မလေးစခန်းကိုဝင်ရောက်ပြီးတော့ကျူးကျော်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကျူးကျော်တိုက်ခိုက်မှုအတွင်းမှာချင်းပြည်အစိုးရချင်းမျိုးသားတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့များကပြန်လည်ပြီးတော့တိုက်ထုတ်ခဲ့ခြင်းကြောင့်ဇာအီတပ်ဖွဲ့ဝင်တွေအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားကတိုက်ပွဲအတွင်းထဲကဇာအီတပ်ဖွဲ့ဝင်များအုံပြုတဲ့ drone နဲ့လက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အသေးစိတ်အချက်လက်တွေကတော့စုဆောင်းနေတုန်းမှာပဲ AP လ3ရက်နေ့ကတွန်းဆံမှာတပ်ဆွဲထားတဲ့ CNA တပ်မဟာ၄ကို ဇာအေဒီကဝင်ပြီးတော့တိုက်တာပါ၄ရက်နေမှာ CNA ကပြန်တိုက်တဲ့အတွက်ပြန်ဆုတ်သွားတာဖြစ်ပါတယ်ဇာအေဒီအခြေချတာကမနီပူရာနဲ့ချင်းပြည်နယ်နေဆက်တွေမှာပါဘယ်အထိဆုတ်ခွာသွားလဲဆိုတာကိုတော့မသိရသေးပါဘူးလို့ CNA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတူကပြောကြားထားပါတယ်အခုလိုမျိုးဆုတ်ခွာထွက်ပြေးသွားတဲ့ ZAA တပ်ဖွဲ့ဝင်များဟာဆုတ်ခွာရလမ်းကြောင်းပေါ်မှာရှိတဲ့အင်ဂျင်80ခန့်ရှိတဲ့ Nexan ရွာကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ ဖះရှိခိုးချောင်းကလွဲပြီးတော့ကြေးရွာတရွာလုံးကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါဗျ။နက်ဇန်ရွာဟာမဏိပူရမြစ်ဘေးမှာတရှိပြီးတော့လက်ရှိအချိန်မှာကြေးမာနေပြည်သူများဟာနေဆက်ရာတိုးဆန်မြို့အတွင်းမှာဝင်ရောက်ပြီးတော့ခိုးလုံနေရတယ်လို့သိရပါဗျ။လက်ရှိကာလဟာအင်အားပြင်းတဲ့ငလျင်တန်းကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံမှာဒုက္ခရောက်နေကြတဲ့ပြည်သူများကိုကယ်ဆယ်ရေးနဲ့ကူညီထောက်ပံ့ရေးအတွက် ယာယီအပြစ်ခံရက်ဆဲပြီးဝိုင်းဝန်းဆောင်ရွက်နေကြတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရေးလှူရှာမှုများကန့်သတ်ထားခြင်းကိုအခွင့်အရေးယူကာကျူးကျော်ပြီးတော့တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ CNN ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကပြောဆိုထားပါတယ်။ချင်းမျိုးသားတပ်မတော်အမတ်လေးတမဟာအနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်ရန်လိုအပ်လာပါကအကြမ်းမဲ့စစ်တပ်နဲ့၎င်းရဲ့လက်အောက်ခံဇက်အာအေတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့အတိအပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြုံနယ်လင်းကတော်စစ်စခန်းကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ရာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ၁ရက်နေ့မှာမြိုင်မြို့နယ်လင်းကတော်အကြမ်းဖက်စစ်တပ်စခန်းကပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးနိုင်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများလည်းရှိတယ်လို့သိရပါဗါပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖျက်ဆီးဖို့လင်းကတော်ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့တာပါတော်လိုက်တပ်ဖွဲ့ဝင်တွေရဲ့ခုခံကာကွယ်စစ်ကိုစစ်ခွေးလော်ဘီတွေကသတင်းလိမ်ပြီးတော့ဝါဒဖြန့်ပြီး မလင်ကယ်ဆယ်ရေးကိုသွားတဲ့ပရိုက်တာအဖွဲ့ရင်နှန်းကို PDF တွေကပြစ်ခတ်တာပါဆိုပြီးတော့သတင်းမားတွေကိုလိမ့်လည်ပြီးဝါဒဖြန့်နေပါတယ်။အဲ့ဒီတိုက်ခတ်မှုကစစ်ခွေးနှကောင်ကတော့တော်လိုင်းရဲဘော်တွေရဲ့ရှေ့မှာတဲ့လဲကျသွားပါတယ်။တေဆုံးမှုရှိမရှိကတော့မသိရသေးပါဘူးလို့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခတ်မှုကိုပခုတ်ကူခရိုင်အမှတ်15တပ်ရင်းနဲ့ငကနီတပ်ဖွဲ့ MRG တပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးနဲ့စကိုင်းတို့တွေမှာအေဘီလာ9ရက်နေ့ညာဦးပိုင်းကမိုးရွာသွန်းပြီးတော့လေတွေတိုက်ခတ်တာကြောင့်မလျင်တန်တင့်ကအိုးမဲအိမ်မဲဖြစ်နေရတဲ့မြို့ကန်ပြည်သူတွေဟာအခက်တွေ့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးတွေကကြမ်းလေတွေကတိုက်နေလမ်းမိမှာငါတို့တွေဘလို့အိပ်ရမလဲလို့မန္တလေးမြို့ကန်တအုပ်ကပြောဆိုထားပါဗျ။စကိုင်းမြို့မှာလည်းမိုးရွာလေတိုက်လို့ငလျင်ဘေးတဲ့နဲ့ပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့ပြောပါဗျ။မက်လာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်စကိုင်းနဲ့မန္တလေးမြို့မှာအိုးအိမ်အဆောက်အဦတွေ ထောင်နဲ့တောင်းနဲ့ခြေပြီးတော့ပြက်စီးကတေဆုံးသူနဲ့ပျောက်ဆုံးသူတွေဟာလဲထောင်တောင်းချီရှိပြီးတော့ငလျင်ဘေးတင်တဲ့ပြည်သူတွေဟာလမ်းဘေးပလက်ဖောင်းတွေနဲ့ကွင်းမြေတွေမှာစုဝေးပြီးတော့နေထိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန်ကွေးတိုင်းစလင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့တအူးကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလ9ရက်နေ့မှာစလင်းမြို့နယ်ကံပြားရွာက -10 ဘက်ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှလိုက်ပါလာတဲ့တပ်မတရတဲ့လက်အောက်ခံပခုတ်ကူတပ်မ235တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့ကိုချစ်ဖွဲကို တော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးရမိတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုချစ်ဖွေးဟာ စစ်မှုထမ်းအပတ်စဉ်6သင်တန်းဆင်းဖြစ်ပြီးတော့အသက်20တနှစ်အရွယ်သာရှိသေးတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာ၎င်းကိုဒေါင်းကြီးအောင်မျိုးပြပျောက်ကြားအဖွဲ့ကစစ်ဆင်းမှုများကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။လက်နက်တွေတော့ယူဆောင်လာတာမရှိပါဘူး။လက်နက်မဲ့ထွက်ပြေးနေတော့ကျွန်တော်တို့ဒေါင်းကြီးအောင်မျိုးပြပျောက်ကြားအဖွဲ့ရဲ့ကင်းဘုံကနေပြီးတော့အရှင်ဖမ်းဆီးရရှိခဲ့တာပါ။လက်ရှိချိန်ထိတော့စစ်ဆင်းမှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်လို့ Peacock Brother Aben Gorilla အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။စစ်မှုထမ်းတပ်သားတဲ့ကိုချစ်ဖွေးဟာ2024ခုနှစ်စက်တ တမာလ၈ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့စစ်တင်တန်းတက်ရောက်ပြီးတဲ့နောက်ဇလင်းမြို့နယ်အတွင်းကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာဒေါင်းညီနောင်မြို့ပြပျောက်ကြားအဖွဲ့ကကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်ဘိုးကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့မွန်လွယ်2:25မိနစ်ခန့်မှာမိထီလာရှမ်းတဲ့လီဒတ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကဘိုးကုန်းကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ ေပီလ9ရက်နေ့မွန်လယ်2:25မိနစ်ကမိထီလာရှမ်းတဲ့လေတက်ကနေတက်လာတဲ့ Jet Fighter ဒဇင်းနဲ့ဗန်ဒီယာမြို့နယ်ဘုံကုန်းကြီးွာကိုလေးချောင်းကနေဘုံကျဲတက်ခိုက်သွားတာပါပြည်သူတွေအထိကိုက်တော့မရှိပါဘူးလို့ဗန်ဒီယာမြို့နယ်ပတ်ကဖသတင်းနဲ့တာဝန်ခံကိုဘိုတောက်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာတကြံကာလာအတွင်းလူစုလူဝေးနဲ့တကြံမပြုတ်လုပ်ကြရန်အချက်ပါဝင်တဲ့ တကြံကာလလိုက်နာရမယ်စီကံချက်များကိုအရခတက်တော် AA ကရခိုင်ပြည်သူများကိုအတိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလိုက်နာရမယ်စီကံချက်များကိုအရခတက်တော် AA ရဲ့စီယုံချုပ်ကရခိုင်ပြည်သူများဓာတ်ရိုက်အတိပေးထုတ်ပြန်ထားခြင်းမဟုတ်ဘဲသက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ရှိသူများထံကို AA ရဲ့စီယုံချုပ်ကညှို့ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်။မြို့နယ်အလိုက်အရခတက်တော်အုပ်ချုပ်ရေးအဖွဲ့များကနေတဆင်ရခိုင်ပြည်သူများကိုထပ်ဆင့်ညှို့ကြားအသိပေးထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အရခတက်တော် AA ရဲ့ဒကြံကာလအတွင်းမှာပြည်သူများလိုက်နာရမယ့်အချက်များဟာလူစုလူဝေးနဲ့ဒကြံမန်းတပ်ပြုတ်လုပြီးတော့ရေးကစားခြင်းမျိုးမပြုတ်လို့ရလူအများအပြားစီးနေပြီးတော့ကားများနဲ့လက်ပတ်ခြင်းမပြုတ်လို့ရတရွာနဲ့တရွာကားများနဲ့ကခုံခြင်းများမပြုတ်လို့ရတော့ပါဝင်တယ်လို့သိရပါတယ်။ဒါအပြင် ်ဖုံးတော်ကြီးចောင်းများမှာဥပုပ်သီလစောက်တည်ခြင်းများကိုမလုပ်ရအလူအတန်းပွဲတော်များကျင်းပပြုလုပ်ခြင်းများကိုမလုပ်ရလူစုလူဝေးဖြစ်တဲ့တချင်းစုံပွဲများကိုလည်းမလုပ်ရမြို့ရွာများထဲမှာစောင်းပေါက်များဖွင့်လှစ်ပြီးတော့စုစုညံ့ညံ့မပြုတ်လို့ရစတဲ့အချက်အလက်များလည်းပါဝင်တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာတကြံကာလကိုလုံလုံခြုံခြုံပြောပြောရွှင်ရွှင်နဲ့လွတ်လပ်စွာကျင်းပခွင့်မရရှိတာဟာ 2018 2019ခုနှစ်ကတည်းကဖြစ်ပြီးတော့အဖြစ်သဘောသာပြုလုပ်ကျင်းပမှုများနဲ့တကြံကာလကိုဖြတ်တန်းနေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့မြင်းကလေးတရင်နိုင်ငံရေးတရင်နဲ့စီရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ